ာပါရှင်ကျမကတော့ယူမီကိုပါမနေ့ကဖြစ်ပျက်ခဲ့မြတဲ့တင်တွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့နောင်ချိုမြို့နယ်ကိုစစ်ကောင်စီ jet fighter နဲ့ထပ်မံပုံကျဲတဲ့တင်ကြောက်တော်မြို့ကိုစစ်ကောင်စီပုံကျဲမှုကြောင့်စစ်ပီးရှောင်တချို့ထိခိုက်ဒေဆုံးတဲ့တင်နတလင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းကို PDF ကြားပြတ်တိုက်ခိုက်တဲ့တင်တူရကီမှာဇလန်စကီးစောင့်နေမှာဖြစ်ပေမဲ့ပူတင်ရောက်မလာတဲ့တဲ့ရင်စာရှိတဲ့တဲ့ရင်တွေကို တင်ဆက်ပေးပါမယ်။ ထမဆောင်သတင်းအနေနဲ့နောင်ချုံမြို့နယ်ကိုစစ်ကောင်စီ jet fighter နဲ့ထပ်မံပုံချဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့နယ်မှာမနေ့ကညနေပိုင်းကစစ်ကောင်စီတပ်က jet fighter နဲ့ပေါင်150ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တောင်တမရုံ PSLF TNL ထိမ့်ချုပ်ထားတဲ့နောင်ချုံမြို့နယ်30ကျေးရွာကိုစစ်ကောင်စီတပ်မှ Jet Fighter နဲ့ပုံလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးနေအိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ပါတယ်။ ။နောက်ထပ်သတင်းအင်းနဲ့ကြောက်တော်မျိုးကိုစစ်ကောင်စီဘုံကျဲမှုကြောင့်စစ်ပေးဆောင်ချိုးထိခိုက်ဒေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုစစ်ကောင်စီကမနေ့ကညနေပိုင်းမှာလေကြောင်းကနေပုံချဲတိုက်ခတ်ရာစစ်ပေးဆောင်မြို့သမီးတအူတေဆုံးပြီးလေးဦးထပ်မနေတံရရရှိထားတယ်လို့သိရပါဗျ။ ကျောက်တုံမြို့ရွာမရက်ကွက်ကိုစစ်ကောင်စီတပ်ကမနေ့ကညနေ၄နာရီကမှဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ပေးရှောင်နေတဲ့အရတားတွေထိခိုက်ဒိဆုံးခဲ့ရတာလို့သိရပါဗျ။နောက်ထပ်သတင်းအနေနဲ့နတ်တလေးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကို PDF ကြားပြတ်တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနက်တလေးမြို့နယ်မှာကြီးရွာများကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းဖွဲ့များကို PDF တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ။နေ့ကမနက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအင်အားတရာခန့်ပါစစ်ကြောင်းဟာနတလင်းမြို့နယ်ပြင်ပုံရွာမှတဆင့်တန်းတော့ရွာဘက်သို့စစ်ကြောင်းထိုးလာစဉ်တော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။နောက်ဆုံးသတင်းအနေနဲ့တူရကီမှာဇလန်စကီဆောင်နေမှာဖြစ်ပေမဲ့ပူတင်ရောက်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တူရကီနိုင်ငံမှာရုရှားနဲ့ယူကရိန်းဒီကနေ့တိုက်ရိုက်ဆွေးနွေးဖို့ရှိပြီး ဇလန်စကီးလည်းတူရကီမှာစောင့်နေမှာဖြစ်ပေမဲ့ရုရှားဘက်ကဆွေးနွေးမဲ့အဖွဲ့မှာသမ္မတပူတင်မပါဝင်ကြောင်းရုရှားရဲ့ထုတ်ပြန်ချက်စီရင်ရတည်ရပါတယ်။ဒီအတွက်ဆွေးနွေးပွဲကိုဇလန်စကီးလည်းတက်ရောက်ဖို့မတည်ကြတော့ပဲ။နိုင်ငံကိုယ်စားလှယ်ဖွဲ့နဲ့အမေရိကန်နိုင်ငံသား၏ဝင်ကြီးမာကိုရူဘီယိုတို့အစ္စတန်ဘူမှာဆွေးနွေးကြမှာဖြစ်ပါတယ်။ရုရှားကိုယ်စားလှယ်ဖွဲ့ကိုသမ္မတပူတင်အတွက်အကူအညီပေးရရှိဗလာဒီမီယာမက်ဒင်စကီကဦးဆောင်မှာဖြစ်ပါတယ်။ တမရပူတင်ဟာယူကရိန်းနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးမယ်ဆိုပြီးအခုမေလ15ရက်နေ့ထက်နောက်မကျစေဘူးယူကရိန်းကိုပြီးခဲ့တဲ့ရက်ပိုင်းကပြောကြားထားခဲ့တာဖြစ်ပါတယ်ယူကရိန်းသမ္မတဇလန်စကီးကရက်30လုံးဝအပြည့်ရဲ့ရေးကိုသဘောတူရင်ဆွေးနွေးမယ်လို့တုံ့ပြန်နေတာပါ။ဒါပေမဲ့လည်းအမေရိကန်သမ္မတထရန့်ကဇလန်စကီးအနေနဲ့အခုချက်ချင်းကိုတွေ့ဆုံတင်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါဇလန်စကီးကတွေ့မယ်ဆိုပြီးတူရကီကိုကြိုတင် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ခုတော့ပူတင်ဘက်ကနောက်ဆုတ်ပြီးသူ့ရဲ့ကိုယ်စားလှယ်ဖွဲ့ကိုသာဆေလွတ်ခဲ့တာပါဘလိုပဲဖြစ်ဖြစ်ဒီကနေ့ဆွေးနွေးပွဲဟာရုရှားယူကရိန်းပထမဆုံးတွေ့ဆုံတာဖြစ်လို့တခြားကြားဝင်ဆောင်ရွက်မှုထက်စာရင်ပုံမထီအောင်မဲ့ဆွေးနွေးပွဲဖြစ်မျှော်လင့်ရပါတယ်ဇလန်စကီးဟာဒီကနေ့တူရကီမြို့တော်အန်ကာရာမှာတူရကီသမ္မတရာဆက်တာဝေအာဒိုဝန်နဲ့တွေ့ဆုံဖို့ရှိနေတယ်လို့လည်းသိရပါတယ်မနေ့ကတရက်တာဖြစ်ပျက်ခဲ့မြတဲ့တရင်တွေကစိတ်ဝင်စားစရာကောင်းတဲ့တရင်ချို့ကို ယူရိုပိတ်သက်ကြီးတွေရွေးချယ်ကောင်းနှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။